ခေါ်လိုက်ကြဆိုတငယ်ချင်းရဲ့လို့အမိရတဲ့ဝိထုတို့လေးကိုလည်းဖတ်ပြပေးခြင်းပါတယ်။နာတော့တဆင်ပေးကြပါအောင်ခင်ဗျာ။ဟေးဟစ်တလားကွ။အဲ့ဒါမှကိုတန်းမောင်ဒီလက်တစ်ဖက်ကိုမြှောက်၍ရေကြီးပေါ်မှမြောက်ခနေနေအောင်ခုံလိုက်ရင်ခြေလောင်သောအတန်ဖြင့်ဟေးကျွေးလိုက်တော့သူဤဂျာမန်အာနာရှင်ဟောက်ဟစ်တလားကိုရင်ညွှန်း၍ကောင်းချီးဟောပါပေးနေခြင်းတော့မဟုတ်ပါ။ဟစ်တလာဟုသူပွဲပေးထားသောသူ့ချက်ကြီးကိုသာကောင်းချီးဟောပါပေးလိုက်ခြင်းဖြစ်ပါသည်။ကြည်ပါဟစ်တလာမြည်ရှိ သူတိုက်ကြည်ဤခြေစွမ်းခြေစားကိုတိလို၍အင်းဒီချင်းတူဤကြက်တကောင်နှင့်ခုတ်လက်ဆန်းကြည့်ရာသို့မဟုတ်အစမ်းတိုက်ပွဲကျင်းပကြည့်ရာညမကြမီအတွင်းမှာပင်ဟစ်တလာသည်သူ့ရန်သူတို့ကြက်အားကြက်ကောင်ကိုဆွဲခုတ်လိုက်သည်ဖြင့်ထိုကြက်ခမကွက်ခနဲ့အတန်မီသွားပြီးညီကြီးပေါ်၌ပတ်ချလဲနေချပါပြီ။ဒါကြောင့်ဟစ်တလာကိုကောင်းချီးပေးလိုက်ခြင်းဖြစ်ပါသည်။မကြီးမဆန်ခံလိုက်ရတော့ကြက်ချင်းကတော့သူ့ကြက်ကို ဟစ်တလာနောက်တစ်ချိန်မခွန်နိုင်မီကောက်ယူလိုက်ပါပြီကိုတန်းပေါင်ကတော့ဟစ်တလာကိုကောက်ယူခြင်းမပြုဘဲဘာကိုမှအထီမတင်တော့ဟန်ဖြင့်ကြန့်ခိုင်တောက်တင်းစွာရက်တည်နေသောဟစ်တလာအားလက်ညှိုးကလေးထိုးကထိုးကဖြင့်ကျဖတင်ရင်တောကိုဝင်မောင်ရင်လာလေးနဲ့ပြည့်မပြစ်ပါနဲ့မောင်ရင်ရဲ့တက်တက်စူးလို့သေးပါမယ်ကွယ်သေးပါမယ်ဘယ်ဘက်ကစူးစူးညာဘက်ကစူးစူးခုတ်လိုက်ကြစို့တငယ်ချင်းကြီးဤနေရာတို့ရောက်တွင်အတန်ကို ခိတဖြတ်ထားလိုက်၍ကျက်ဖမြတွင်ငန်ဤတောင်ပိုင်းကိုတစ်ဖက်ဖြတ်ရိုက်သည့်ဟန်မျိုးဖြင့်သူ့လက်နှစ်ဖက်ကိုတရောင်စစ်မှနေ၍ကိုယ်ကသူ့ကိုယ်လုံးကိုတစ်ဖက်ဖြတ်ရိုက်လိုက်ပြီးနောက်ခြေပြားထောက်၍လေတံကိုခြေသို့ဆန့်ထုတ်လိုက်ကအောက်ဤဤအိုဟုဆွဲဆွဲငင်ငင်နှင့်တွန်လိုက်သည်ဖြင့်ပြီးမှကျက်ပွဲကြည့်နေကြသောပရိသတ်မှသူ့အမူအရာကိုသဘောကျလာ၍ဝါကနေပွဲကြသွား၏ ဤရင်မှသူသည်ဟစ်တလားကိုကောက်ယူလိုက်၍လက်ပူထိုးပေး၏အာငွေ့ပေး၏ခေါင်းကိုကန်၍မှုတ်ပေး၏စက်တောင်တရောင်ဖြင့်ကြက်လေချောင်းထဲမှချွေးများအားကြက်ထုတ်ပေး၏ခေါင်းနှင့်လေပင်တွင်ပေးကြံနေသောသွေးစသွေးနာများအားရင်းနှင့်ဆေးကြောဆုပ်နေပေး၏ထိုနေသူညီအုပ်နှင့်ပေါင်တန်းကိုလည်းရေဖြင့်ဆေးကြောဆုပ်နေပေး၏သူနားလေသည်များချက်ကုနီးမျိုးစုံဖြင့်ကုတာပြီးမှချက်ကိုလွှတ်လိုက်ရာနာကျင်ခြင်းမရှိသည့်အလားရွှေရွှေလန်းလန်းနှင့်ပင်ဆောင်ကြွားကြွားရှောက်နေ၏ တို့မြမကတော့တော့တော့ဟူ၍ပင်ဖိုတန်ပေးကများကို ခေါ်နေပေသေးသည်အာကဟေတလားပင်ကိုတန်းမောင်ကသူ့ချက်ကိုသာဆူဆိုက်ကြည့်နေ၏ခြေလန်းကိုပေညာမမှန်နှင်း၍ကြွကြွရွရွရွနှင့်ရှောင်းနေပုံတချီတချီတွင်ဘူရှိရင်ထွက်ဟူသောသဘောဖြင့်ဥကောင်းကိုမိသောမျောကခန့်ခန့်ညညာတွန်းလိုက်ပုံတခါတခါတော့လေရန်သူကိုရှာဖွေသောသဘောဖြင့်ပြပက်ဝင်းညင်တို့ခတ်ဆောင်သောတဲ့လေကြီးရှုပုံ သူ့အနီးအနားတွင်ရံဖက်မရှိဟုစိတ်ချရမှတော်တော်တော်ဟုဖိုတန်ပေးကညာခုံးနေပုံစသည်တို့ကိုစစ်စစ်ဆက်ဆက်ပင်လိုက်လံကြည့်ရှုနေ၏ဟိတန်းမောင်၏မင်းချက်ကခြေစွမ်းရှင်စာမခေဘူးဟုကွချက်ကတော့အခွတ်ကြမ်းကြမ်းပဲတစ်ဖက်သားချက်ကိုခုတ်လိုက်တာများဒုံးနဲ့ကန်ရိုက်တလားအောက်မေ့ရတယ်တော်တော်ခြေပြင်းတဲ့ချက်ပဲ ချက်ပွဲကြီးပြိတ္တတ်ထဲမှာကိုသန်းမောင်နဲ့ရင်းနေတော့ကိုရွှေနိုင်ကချက်ကိုစူးစိုက်ကြည့်နေတော့ကိုသန်းမောင်ကပြောကြလိုက်၏ဤတွင်ကိုသန်းမောင်ကလည်းသူ့ချက်မမျက်စိကိုလှဲခဲ့၍ကိုရွှေနိုင်အားပြုံပြုံကြီးလှမ်းကြည့်လိုက်ကဟာချက်ခွကြံပြီးရှည်ပြင်းဆိုချက်ရဲ့လက္ခဏာကိုလည်းအကဲခက်ကြည့်အောင်ပါဗျာတောင်စတူတို့နဲ့ခြေခံရွေးကျဲပြီးခါဆံမွေးကတော့အမွေပြကြီးကြီးနဲ့မွေစံတူရင်ဒီချက်ကမဟုတ်ချချက်ခွကြံပြီးရှည်ပြင်းရမယ်ဗျာချက်ချက်ကဒီလက္ခဏာတွေနဲ့အကုန်လုံးညီညွတ်တယ်အေးအဲ့ဒါကတော့ဟုတ်ပါပြီ တိပင်စာဆိုတွေနဲ့ကိုညည်းရလားဆိုတာပြောစမ်းပါဦးကိုချွေနိုင်ကထက်အမေးတွင်သူဒီရုတ်တရက်ပြန်လန့်ဖြေချားခြင်းမပြုသေးပဲဤသို့အမေးခံရသည့်အတွက်ဂုံယူသလိုရင်ကိုကော့၍ခေါင်းကိုမော့လိုက်ကာအိုးကျုပ်ပြောတာတဲ့ခမားကိုယ်တိုင်ချက်ကိုဖမ်းပြီးကြည့်ရင် သိနိုင်ပါလေငါကမင်းလို့စိတ်စိတ်ဆက်ဆက်နားလေတယ်လို့မဟုတ်လို့မင်းမယ်ပြန်ပြောပြစမ်းပါကွာဘေးမှပြိတက်ကပါပြောပြရင်ဝိုင်းဝန်းတောင်းပန်ကြသဖြင့်ကိုတန်းပေါင်သည် ပုံပုံ၍ဂုံယူသောမျက်နှာထားဖြင့် အဟန့်ဟုဆွဲရှင်းလိုက်ကမင်းတို့လည်းပြောရတာပေါ့ဗျာဒီလိုဗျတိုက်ချက်များရဲ့ရုပ်လက္ခဏာနဲ့ပတ်သက်ပြီးစာဆိုကတော့အမျိုးမျိုးရှိတယ်ပေါ့ဗျာအဲ့ဒီထက်ကအရေးကြီးဆုံးကတော့ပုံမွေးရင်သက်ထက်နဲ့မောက်ချွန်းအမိထင်စီမောက်လုံးကြီးနဲ့ခြေခြေ30ဝိုင်းကြီးများပဲတဲ့အတိတ်တွေကတော့ကြက်ကောင်းမှန်ရင်ပုံငှဲ့တဲ့ပုံငှဲ့ရဲ့အမွေမျိုးရင်မှာတတ်ရမယ်တဲ့နောက်ပြီးအမောက်လုံးကလည်းကြီးရမယ်တဲ့ခြေတော့ကအကျော်ပတ်ဟာလည်း30ပြည့်အောင်ရှိရမယ်တဲ့တဲ့အကြီးပတ်အထိရေတွက်ကြည့်လို့စေးမှ30လို့ခေါ်တယ် ဒုတိယမရေတွက်ရဘူးအဲ့ဒီလက္ခဏာလေးနဲ့ညီတဲ့ချက်ဟာကောင်းလောအကြည့်လို့ဝိုင်းကြီးများကတော့လက်မခံပဲပေချရတဲ့တယ်သူစကားကိုတထောင်နာတွင်ပိတ်သက်ထဲမှတယောက်ကဝင်၍"နို့ခမားချက်ကောအဲ့ဒီစာဆုံးနဲ့ညီရဲ့လား"ဟုမေးလိုက်၏"ငါချက်လားပုံမွေးရင်မှမတက်တာတခုကလွဲပြီးဂျန်တဲ့လက္ခဏာလေးနဲ့အကုန်ညီတယ်ဒီလိုပုံမွေးရင်မှမတက်တာလည်းအပြစ်တခုမဟုတ်ပါဘူးငါချက်ကဖောင်းဆိုတော့ကျောကုန်းကဖောင်းရောင်ဟာရင်မာလာတက်တယ်ဒါဆိုရင်ချက်ကောင်းရဲ့လက္ခဏာပြည့်စုံတာပဲဒါရင်မကသေးဘူးအပြီမွေးမှာရောခြေခံမွေးမှာရော ဒုက္ကဝင်းမာရောအကုန်လုံးဖောင်းအောင်လိုက်ကတ်တယ်။ဒါနဲ့တွေမကသေးပဲငါကျက်မျက်လုံးရဲ့အယောင်ကလည်းအဲ့ဒီဖောင်းရဲ့အမွေးအယောင်မျိုးပဲပြီးတော့နှုတ်သီးရဲ့အယောင်စင်းနဲ့ခြေထောက်ရဲ့အယောင်စင်းကလည်းတူတယ်။ခြေတန်းတူပြီးဖနှောင်းကလည်းပါတယ်။ကဲဒါထက်ကြက်ကောင်းလက္ခဏာကြီးတဲ့အချက်ကိုမင်းတို့ဘယ်မှာတွေ့ဘူးလဲ။သူ့စကားကိုတထောင်နားလိုက်ပြန်ဤ။ပိတ်တဲ့အလုံးကသူ့စကားကိုထောက်ခံနေသည်လား။အားလုံးမင်းနှုတ်ဆိတ်နေကြဤ။အတန်ကြာမှကိုရွှေနိုင်ကဝင်၍နှုတ်ကွာမိမတစင်ကအတန်မှာပစိန်ပေါက်ဆိုတဲ့စာဆိုကရောဘဲသွားထားမလဲ။ မင်းကပြောတော့အမိကထင်းစည်းလို့စီစီလုံးလုံးရှိရမယ်ဆိုအဲ့ဒီစာဆိုကတော့အမိဟာဒဇင်လို့ကောက်ကွေးနေရမယ်ဆိုပါကလားသူစာဆိုကမျက်စိကဖင်ရွေးအရာဟောင်းလို့ရဲရဲနီနီတဲ့အကြက်များတာရဲရင်လည်းတိုင်ပဲမရှိပြင်းမိရင်လည်းဖမ်းလို့တော့မမိဘူးလို့ဆိုလိုတာပေါ့ကွာဒါတွေကတတိယသဘောတရားတွေမဟုတ်ပါဘူးတချို့ကလည်းမကိုမကဲအင်္ဂမယားကဆဲတဲ့အတိတ်တွေကတော့မကိုရောင်မကဲရောင်ကြက်များဟာတိုက်တန်းရှုံးလို့အင်္ဂမယားကတော့ဆဲတယ်လို့ဆိုလိုတာပေါ့ကွာပြီးတော့တောင်စုံဖြူမီပုံကြတိုက်ပါလီမောင်ဖျား ရှုံးတာကများတဲ့အတောင်ပံနေထဲမှာအဖြူရောင်ကွက်ကြပါပြီးအမိတွေထဲမှာလည်းအဖြူရောင်ကျိုးကြရှိနေဒီချက်ဟာရှုံးတာကများတယ်လို့ဆိုလိုတာပေါ့ကွာအမှန်ကတော့ဒီလိုလေတစ်ထစ်ချက်မဆိုးနိုင်ပါဘူးရှေးလူကြီးပုံခိုင်းမှုတဲ့တကောင်းမှန်ရာစာမရှိတဲ့ချက်ကောင်းဆိုတာဘိုးမရှိဘူးပေါ့လေကွာငါချက်ဟာဘိုးဆိုပေမဲ့နိုင်တဲ့ချက်ကတော့ပေါ်လာသေးတာပါပဲအရေးကြီးတာကတော့ဆော့ဆော့ကငါပြောတဲ့ချက်ကောင်းလက္ခဏာတွေပဲအဲ့ဒီလက္ခဏာတွေနဲ့ညီရင်ဝိုင်းဝင်ပြီးတိုက်ထိုက်ပါလေကွာရှုံးတာနေတာကတော့ကံပေါ့ အားလုံးပင်ကိုတန်းမောင်ဤစကားကိုစိတ်ဝင်စားစွာနားထောင်နေ၏သူကငယ်စဉ်ကစ၍ကျက်တိုက်ဝါဒနာကြီးသူဖြစ်ကကျင့်နှင့်ပတ်သက်သောစာဆိုများကိုအားလုံးလိုလိုနားလည်ထားသူဖြစ်၍သူနားလည်ထားသလောက်လေတပြက်တာသဘောပေါက်အောင်ရှင်းလင်းပြောကြားနိုင်သူဖြစ်၏အားလုံးတိတ်ဆိတ်လျက်ရှိစဉ်အတွင်ဟစ်တလာသည် ကျမတကောင်အားလိုက်ရည်နေသည်ကိုကိုတန်းမောင်မြင်လိုက်သဖြင့်စကားလက်ဆကိုဖြဲ့၍ဟစ်တလာကိုတွားဖမ်းနေရာပြိတ္တလေအတီးတီးထပြန်ကုန်တော်၏တနေ့တော့နည်းနည်းစောစောအချိန်ဖြစ်၏ ကိုတန်းပောင်သည်အိယာမဆိုးစီးစွာနိုးလျက်ရှိ၍ဆော့ဆော့ပင်ထလာကညနာမတိအားပဲကြိတ်တန်းရှိရာမိဖို့တဲ့တို့တန်းဝင်ခဲ့၏ကြိတ်တန်းမှာဝလုံးချောချောတစ်ချောင်းကိုမနှိမ့်မမြင့်အနေတော်တန်းရိုက်ထားခြင်းဖြစ်၍ကြက်တောင်ခတ်လျင်လွတ်အောင်နိုင်ရည်နှင့်ခက်ခွာပြုလုပ်ထားသည်သူသည်ကြက်တန်းပေါ်မှဟစ်တလာအားအတန်ကြာအောင်မင်းစူးစိုက်ကြည့်နေ၏အမှန်ကားတော့သူကြက်သည်ကျမ်းမာ၍ရွှေရွှင်လန်းလန်းရှိမရှိ စူးစမ်းကြည့်ရှုနေခြင်းဖြစ်သည်ဟစ်တလာကကျဉ်းကျဉ်းမမပင်ရှိသလိုလက်ဆက်ရှင်လန်းသောအမူအရာနှင့်ကိုတန်းပေါင်ကိုကြည့်ကအော်မြင်နေ၏ကိုတန်းပေါင်သည်အိတ်တန်းထက်မှဟစ်တလာအားရင်သာစွာပွေယူလိုက်ကဇလုဟုခေါ်သောအစာအိမ်ကိုစမ်းသက်ကြည့်၏အစာအိမ်တွင်၌ကမြည်သည့်အစာမှမရှိဘဲပြချက်နေကညကစားထားသောအစာများရှင်းညက်သွားပြီဖြစ်ကြောင်းဖော်ပြနေ၏ဤကားကျက်သည်ကျဉ်းကျဉ်းမမရှိကြောင်းဖော်ပြသောတတိတာရကပင်ဖြစ်သည် အကယ်၍ညကစားထားသောအစာများချင်းချင်းချင်းမရှိဘဲအစာရင်တောက်မှနေလေကျက်သည်ကျမ်းမာရှင်လန်းခြင်းမရှိဟုသိရှိနိုင်၍ချက်ချင်းပင်အေးအေးယူကုသရပေမည်တို့တိုင်အောင်ကုတန်းပေါင်သည်လုံးဝကျင်းနှံ့ဟန်မတူသေးပဲကြိတ်တန်းအောက်ရှိကျက်ပချားထားသောတချီလုံးလေးများကိုကောက်ယူကြည့်ရှုနေပြန်၏တချီလုံးများကကြောက်ခဲကဲ့သို့မှကြောလာ၍ဂိုင်းတွေဆန်းတန်နေသောသူ့လက်ကိုပင်မပေမကြံပါဤသည်လေကျက်သည် ရာဂိုင်းနှုံးပြည့်ကျမ်းမာလေးရဲ့ခြေကြောင်ထောက်ခံသောအထောက်ထားပင်ဖြစ်ပါသည်အကယ်၍ကြက်ချေးသည်ပြုံညက်၍စေထန်းတဲ့နန်စောပါကချက်သည်ကျမ်းမာခြင်းမရှိဟုသိနိုင်ပါသည်သူသည်ကျင်းနှင့်နှိမ့်ဆိုင်စွာပြုံးလိုက်ကာချက်ကိုပိုက်၍အပြင်သို့ထွက်ခဲ့၏နောက်ကန္နာရေစိတ်တို့အချင်းကချက်ကိုရေဝတိုက်နေ၏ပြီးလျင်ချက်ကိုရေထဲ၌ဒုတိယအောင်စိန်ပြီးအတောင်ကိုရေမဆိုးရအောင်တတိပြု၍ရင်းအုပ်နှင့်ပေါင်တန်းကိုရေဆွတ်ကာဆုပ်နေပေးနေ၏ဒါကိုရေပေးသည်ဟုခေါ်သည် ကြည်ရည်ပေးခြင်းကိစ္စဝါဝပြီးစီးသွားမှသူမျက်နှာတစ်ပါ၏မျက်နှာတစ်ပြီး၍ဟစ်တလာကိုပိုက်ကဂုံးပေါ်တို့ပြန်တက်ခဲ့သောအခါသူစနီမအေးတင်သည်အိယာမထလာပြီးဖြစ်၍သူ့ကိုမကျေနပ်သောမျက်နှာထားဖြင့်ကြီးစုနေသည်ကိုသူတွေ့မြင်ရ၏သို့တော်သူသည်မတိမမြင်ဟန်ပြု၍ညကြီးပေါ်၌ဟုတ်တိုင်ကလေးတိုင်းကိုစိုက်ကဟစ်တလာ၏ခြေထောက်၌ခြိထားသောကျိုး၏အခြားဖက်ဆကိုထုံငုတ်တိုင်၌ခြိနှောင်ထားလိုက်၏ဟုတ်တယ်လေကြက်ကောင်းကျိုးမကွာလို့စာဆိုရှိတယ်မဟုတ်လား တော့ကြောင့်လည်းခက်တာပါပဲဒီနေ့ဒီနေ့ဒီကြက်နယ်ကြီးအချိန်ကုန်နေတာပဲအလောက်ကိုင်းတော့ဘာမှမလုပ်ချင်ဘူးကျုပ်တယောက်တည်းဈေးတောင်ခေါင်းမော်ရွက်ပြီးရှောက်ခွေခဲ့ရတာကိုအေးအေးကလေးထိုင်စားတော်မူုံနဲ့အားမရသေးလို့ကြက်ပွဲမှာကောင်းအောင်ရှောက်ဖြုံးလိုက်သေးတယ်မအေးတင်ကတော့မကြင်မနဲ့တန်ဖြင့်တစ်ဖြစ်တောက်တောက်ပြောဆိုနေ၏သူကတော့မကြဟန်ပြု၍ကြွကြွရန်အစာခွက်နဲ့ရေခွက်ကိုအခြေမပြက်ယူ၍ဟစ်တရာအနီး၌ ချထားလိုက်၏တကယ်ဆိုတော့လေမအေးတင်ပြောတာဟုတ်လားဒီသူမက မနဲ့မိုးလင်းဒီနေ့တပြိုင်နဲ့ဈေးတောင်းကိုခေါင်းပေါ်ရွေ့၍ရွာကရွာအနှံ့တပင်တပင်သွားလာရောင်းဝယ်နေစဉ်သူကတော့အိမ်၌အေးအေးကလေးထိုင်ကစက်တကောင်နဲ့သာအချိန်ကုန်နေသည်တို့နေမင်းမပြီးသေးပဲသူမပင်မန်းကြီးစွာရှာဖွေထားရသောမိစားကလေးများကို အနုနှင့်မရအကျန်းဖက်ကတောင်းယူ၍ကြက်ပွဲ၌ဖြုံးပြီးပြစ်လိုက်တတ်သေးသည်ဒါကိုမေးတင်ကတခါတည်းရန်စိတ်မရှိနိုင်တော့သလိုတဖြစ်တောက်တော့ပြောဆိုလာသည့်အခါ၌သူက ချုံမော့ယူရလိုက်လျင်မေးတင်ခမကျေနဲ့သွားရရှာ၏ချော့ပြေမရပဲကဲတက်လာသည့်အခါ၌ကသူသည်မေးတင်၏နေရင်းကိုပိတ်အုပ်လိုက်တတ်သည်သာဖြစ်၍တနာကြာကောင်းလာသောမေးတင်ခမချော့ယုံနှင့်သာကျေနဲ့နေရရှာ၏ တို့စီနေသူ၌မအေးတင်ဘောကရုဏာတရားကင်း၍တော့မဟုတ်ပါပြင်းပြထက်တန်လာသောဝါဒနာကိုမဆွန့်လွတ်နိုင်၍သာသူဇနီးအားအနိုင်ကျင့်လိုသောစိတ်ဓာတ်မရှိပါဘဲနှင့်ယုတိယုထုပြုလို့ရခြင်းဖြစ်ပါသည်တခါတည်းရန်မအေးတင်အားတနာလာ၍ဤဝါဒနာဆိုးကိုဆွန့်လွတ်ပါတော့မည်ဟုကြံ၍ဘူးတော်လေတကယ်လက်တွေ့အဖြစ်မူငယ်ပေခြင်းကဆွေးမြေ့လာသောဝါဒနာကိုဆွန့်လွတ်ရန်မလဲကိုကြောင့်သိရသည့်အတွေ့မအေးတင်ကိုတနာလေအနေနဲ့ဝါဒနာကိုမဆွန့်နိုင်ပေရှိနေရပါသည် သို့သောမရေတင်အဖို့ဆိုလျင်တော့သူခင်ပွန်းသည်ကျက်ဝါဒနာမှအပါအခြားလောင်းကစားဝါဒနာများ၌စိတ်ဝင်စားမှုမရှိပေအတောက်စားကလည်းကင်းသောကြောင့်တော်သေးသည်ဟုသာ စိတ်ကိုပြင်နိုင်ပါသေးသည်ပြီးတော့ဤချက်နှင့်ပတ်သက်သောကိစ္စမှအပါအခြားကိစ္စရများတွင်မူသူမအလိုအတိုင်းသာလိုက်ရော၍သူမသဘောအတိုင်းဖြစ်စေကာသူမခိုင်းသလိုသာဆောင်ရွက်ပေးတတ်သောကြောင့်တနည်းအားဖြင့်သူ၌ရှိသောဤဝါဒနာစုအတွက်အပြည့်ယူသဘောမျိုးဖြင့်ပြန်၍လိုက်လျောခြင်းဖြစ်သည်ဟုထင်မြင်မိ၍သူချစ်လျင်ပေါ်အချစ်တော်မပြေနိုင်ပဲရှိခဲ့ရသည် ကိုတန်းပေါင်သည်ဟစ်တလာကိုကြကြနာနာနေရရှာထားပြီးတဲ့တပြိုင်နဲ့အိမ်မော်တို့လှမ်းတက်ခဲကမအေးတင်ဈေးတောင်းကိုပြင်ဆင်ပေးနေ၏မြူသည်ကျက်တုံကိုင်းသည်လက်ဖက်ချောက်ဆေးစသောတောက်တူမေရစားတောက်ကုန်ကလေးများကိုတောင်းတဲ့၌သူ့နေရသူတက်တက်ရဲ့အစီစဉ်ခင်းချင်းနေ၏ ချိန်ဝင်တဲ့အလေးများကိုလေဟိုမဒီမှလိုက်လံချပွေထည့်သွင်းနေ၏စောစောကမကြည်မနှက်ဖြစ်လျက်ရှိသောအေးတင်သည်ကုတော်ကိုတန်းမောင်၏လုပ်ပုံကိုင်မှုများကိုကြည့်ရင်စိတ်တွင်း၌ကျဉ်းနှံလျက်ရှိ၏ဒီလိုလိုက်တည်တတ်တာကလေးတွေကြောင့်ပင်သူမှပင်ပန်းကြီးစွာရှာဖွေရသောမိစားကလေးများကိုတခါတည်းရန်ကြက်ပွဲ၌ဖြုံးတီးပြစ်လိုက်စေကမူသူမှမှစိတ်မဆိုးတာပဲရှိနေရသည်မဟုတ်လားအေးတင်ရေဇေယျမထွက်ခင်ရေချိုးဆင်းလိုက်ဦးမလားဒါမှတစ်ခုလုံးလန်းလန်းဆန်းဆန်းဖြစ်သွားမယ် อืมဒီလိုဆိုတော့လေသူ့ချက်ကိုဂယူဆိုင်တယ်လို့ငါ့ကိုသူဂယူဆိုင်ဖို့ရသေးပါကလားသူမကသူ့ချစ်လင်းဤလိုဉ္စန္ဒကိုជីနူးစွာလိုင်းလျောတော့အပြင်ရေစင်းချိုးနေလိုက်ဤသူမရေချိုးပြီးပြီဖြစ်၍တလာသည့်အခါ၌ကကိုတန်းပေါင်သည်ထမင်းဥတန်ရန်ဆန်ဆေးနေသည်ကိုသူမမြင်ရ၏အဲ့ဒီဘိုင်းနဲ့စားခြင်းနဲ့ဆိုတာမှားခဲ့တော့လင်းစေးရောက်ကအပြင်ဟင်းကောင်းကောင်းမွန်မွန်စားရအောင်ငါကြကြနန်းချက်ထားလိုက်မယ် ဤများလောက်ထိမအသေးသောမဲဤတင်သည်ကိုတန်းမောင်၏လောကွက်များကိုတန်လျာဖြစ်စပြုလာ၏ခါရင်ခါရင်တွင်လေကိုတန်းမောင်သည်သူမပင်မန်းကြီးဈေးရောက်ထွက်နေရသည်ကိုထောက်ထားသောအဖြစ်ဘိန်ကလေးလုပ်ဖြစ်သောအင်းနေမှုဘာဟိရများ၌ဝင်ရောက်လောက်ကန်ပေးတတ်သည်မှာမှန်ပါ၏သို့တော်ယနေ့တွင်ကခါရင်ထက်ပုံမထူးကြကသူမဂယုတဆိုင်ရှိလာသည်ဖြင့်ကိုတန်းမောင်၏လောကွက်သည်ဘာကိုလိုရဖြစ်ကြောင်းသူမနားလည်နေပါပြီအမေတော်ကဒီကနေ့မှစေတနာရည်ရည်စည်းကမ်းပြုလိုက်နေပါကလား ကျုပ်သိပါလေတော့ကျုပ်ကိုချော့ပြီးစက်တိုက်ဖွဲအတွက်ငွေတောင်းအောင်မလို့မဟုတ်လားဟောဒီအေးတင်ကတော့ငါ့ကိုဘယ်တော့မှအကောင်းမထင်ဘူးစက်တိုက်ဖွဲကရေချင်းမစီသေးပါဘူးချင်းရရောက်တဲ့အခါငွေ90လောက်တောင်းမယ်လို့ကြံထားတာတော့မှန်ပါတယ်ဒါပေမဲ့အခုဟာကနင့်သေးရောက်တာကပြင်းပြင်းမှန်မှန်ပြန်လာတဲ့အခါကောင်းကောင်းမွန်မွန်လေးစားပါစေတော့လို့တကယ်စေတနာနဲ့ငါကပြောတာပါဟာ တော့ပါရှင်ကျုပ်ပွဲနဲ့ပတ်သက်ပြီးထားတဲ့တော့စီတနာကိုကျုပ်ဘယ်တော့မှအကောင်းမထင်နိုင်ပါဘူးကျုပ်ကိုတကယ်တနာတယ်ဆိုရင်ကျုပ်ပင်ပင်ပန်းပန်းရှာဖွေထားတဲ့ငွေကိုကျုပ်ပွဲမှာဖြုံးပြဖို့စိတ်မကူပဲကျုပ်ကိုဖြုတ်ပြလိုက်မှာပေါ့အခုတော့တစ်ဖက်ကကျုပ်ကိုတနာကျင်အောင်ဆောင်ပြီးတစ်ဖက်ကကျုပ်ကိုညှင်းဆဲနေတယ်တောင်းမဲ့ငွေ90ကိုမပေးရင်လေတော်ကျုပ်ကိုအကျန်းဖက်ပြီးနှိမ့်ဆဲအောင်မှမဟုတ်ရင်းရစီတော့တော်လိုချင်တဲ့ငွေကိုရပါစေမယ်အဲ့ဒီငွေကိုနှုတ်လိုက်ရင်ငွေရင်းကလေးတော့ပြုတ်လို့ပြုတ်ကုန်ဖြစ်သွားမှာပဲ ကိုတန်းမောင်ကအတော်ကလေးပင်စိတ်မကောင်းဖြစ်သွား၏သူစနီးပေါ်သူထားရှိသောစေရနာသည်ဘလောက်ပင်မုံမြတ်တန်ရှင်းစေကမူကျက်ဝါဒနာကိုတော့မစိုးလွန်နိုင်သည်များအလဟတ္တတာဖြစ်နေရပေမည်တို့ပြင်ငယ်စဉ်တည်းကအဆွေလန်ကြီးလာခဲ့သောကျက်ဝါဒနာကိုလည်းမစွန့်လွတ်နိုင် သူစနီးဤတခဲ့စေရနာမရှိဟုသောဆွဆွဲချက်ကိုလည်းမခံခြင်းဖြင့်အကြက်ကြပြီးနိုင်တွေ၍တာနေလိုက်မိ၏ကဲဒီမှာတောင်းလေးကိုတစ်စိတ်လောက်လာပင့်ပေးပါအောင်ဆရာကြီးရဲ့လူတဲ့ငွေကိုရပါစေမယ်လို့ပြောထားမှဖြင့်မျက်စိမျက်နှာပြတ်မနေပါနဲ့တော့ သူသည်သူစနီးဘက်သို့လှမ်းကြည့်လိုက်၍အတော်ကလေးကြောက်အောင်စိုက်ကြည့်နေ၏နောက်တလန်းချင်းခြောက်သွားကအနီးကကြည့်နေပြန်၏နေဘူးခံအတွဲတဏ္ဍကားထူထူလိမ့်ထားသောမျက်နှာကလေးနှင့်ဖြင်းချမ်းအင်းကြီးတဲထဲပွင့်ရိုက်လုံးကြီးကလေးများနှင့်တခြားဆင်ထားသောသူစနီး၏ရုပ်ရည်ကခါရင်းရုပ်ရည်မျိုးပင်ဖြစ်ပါသည်သူပြေတောင်းတင်းသောအသားရည်နှင့်ကိုလုံးကိုပေါက်မှလည်းရခင်ကအတိုင်းပင်ဖြစ်ပါသည်တို့ပါလေရဲ့ပါကြောင့်အထူးဆန်းလုပ်ပြီးစိုက်ကြည့်နေမိသည်ဆိုတာကိုတော့သူဟာသူပင်သတိမထားမိပါဘူး ငါတကယ်ပြောနေတာပါအေးတင်ဟာနင်းစားခြင်းနဲ့ဟင်းကိုပြောသွားစမ်းပါတော်ကလေးကြမှာသူ့နှုတ်မှတကယ်လုံးများသည်တလုံးချင်းထွက်ပေါ်လာ၏မအေးတင်ကလည်းသူ့ချစ်လင်ကိုတန်တော်ပြန်ကြည့်နေ၏ဒီနေ့ကိုတန်းမောင်ကအပြောဆိုရအမူအရာပါခါတိုင်းနဲ့မတူတမူထူးနေ၏သူမသည်အလုပ်ကိုစူးစမ်းပန်းစားပြုလုပ်သလားအစားတောက်တင်မှုကမမမမောနေတောင်းတောင်တတမရှိလာပဲဖြစ်တယ်လို့နေတာစားတောက်တတ်ဒီကိုတိပါရဲ့နေအဆန်းလုပ်ပြီးမင်းနေပြန်၏ သို့သောသူကြက်ပွဲလောင်းဖို့ငွေရအောင်တမင်လုံးနေသည်ဟုထင်မှတ်၍ခပ်ပေါ့ပေါ့ပင်ပြန်ပြောလိုက်၏။"ဩတော်ချက်ချင်ရချက်ပါ။ကျူစားတော့ဇူစားတောင်းနဲ့မင်းမမဟုတ်ဘူးဆိုတာတော်သိရတာနဲ့မဟုတ်ဘူးအေးတင်။နင်းစားခြင်းနဲ့ဟင်းကိုမပြောဘဲနဲ့ငါတောင်းပေမပေးဘူး။ရင်းလေဈေးရောက်မထွက်ရဘူး။ကဲကဲဒါဖြင့်ငကူငပိကောင်ကိုမြို့သီးများများနဲ့ကြော်ထားလိုက်ပြီးတော့သူမသည်ဈေးရောက်နေမိမိကိုစိုးရင်၍ပြည့်စလွယ်ပင်ပြောကြလိုက်၏။သူ့နှင်းလည်းမပြီးသေးပဲ။ဒါပဲလားဟာကောင်းကောင်းမွန်မွန်စားစီရင်လို့ပြောကံမှာမပြီးကောင်ကြော်ထားလိုက်ဆိုတော့နင့်ဟာမနိုင်နေပါဘူး ဥတော်ဂိကထခံပြီးတခြားဟာတွေ၆ချက်မနေပါနဲ့။နောက်ပြီးကျုပ်ပါစားခြင်းနဲ့ဆိုတာကျုပ်ဟာကျုပ်လေးမပြောတတ်ဘူး။ကဲတောင်းကိုပင့်ပါတော့ဖေ။နင်းမြင့်လှပြီ။ဒါဖြင့်နင်ပြောတဲ့ငပိကောင်ကျော်အပြင်တခြားငါသိကူးရတာကိုပါချက်ထားလိုက်မယ်နော်။တဘောတဘော။သူမကမြင်မြန်ပြီးပါစေဟုတော့တဘောဖြင့်သူ့လိုသူ့လိုက်ရောလိုက်မှာခြေနဲ့သွားတယ်လို့တောင်းကိုပင့်ပေးလိုက်တဲ့ဖြင့်သူမလည်းဈေးရောက်ထွက်ခဲ့ရတော့ဤကိုတန်းပေါင်သည်ဈေးရောက်ထွက်သွားတော့ သူမ၏နောက်ပိုင်းကိုပြက်ွက်သားသည့်တိုင်စူးစိုက်ကြည့်ရှု၍တပြင်းတစ်ချက်ချလိုက်သည်ကိုမအေးတင်ကားတော့မသိရှာကိုတန်းပေါင်သည်မိဖို့ရဲ၌တကုတ်ကုတ်ဖြင့်ထမီးဝတ်တည်ရင်သူပါစားခြင်းဤကိုမှမပြော့ပြတတ်တော့သူစနီယူသားပုံကို တွေးတောတနာနေ၏ခါရင်ချက်တက်ရန်တွဲမိတောင်းရာတွင်အလွယ်တကူနှင့်မရလျင်အကျန်းဖက်ပြီးတောင်းတက်သည်ကိုသိ၍ယခုသူကမတောင်းရသေးပဲနှင့်အလိုက်သည့်စွာပေးပါမည်ဟုလိုက်ရောရှာပုံကိုလည်းပြောမပြနိုင်ရန်ခယူနာတက်နေသည် ယခင်ကလည်းဤတို့ပင်ဘေးဥနာဖြစ်ခဲ့ဘူးတော်လေယခုဒီချိန်ကပို၍လေးနေဤထို့ကြောင့်ယခုတပွဲပြီးလျင်ကြက်ဝါဒနာကိုဆွတ်လွှင့်ရန်ကြိုးစားပါမည်ဟုတန်ိဋ္ဌံချထားလိုက်၏။ခမင်းနဲ့လျင်မပြီကောင်ကိုမအေးတင်မှားခဲ့သည့်အတိုင်းမြူသီးများများနှင့်ကြော်၏။မပြီကောင်ကြောကြက်လျင်ဤဘဘော၌လက်ဖက်ရည်ချမ်းအိုတင်ပြစ်လျက်ဟေတလာဤတို့ကျမများလာရောက်ခြင်းမရှိသေးရန်စောင့်ကြက်ကြည့်ရှုဖို့မှာကြားခဲ့ပြီးရွာထဲသို့ဘဲဝဲထွက်ခဲ့၏။ ရာထဲရှိအတိအိမ်မှာဘဲတကောင်ကိုမရမကဝေယူခဲ့သည့်အိမ်တို့ပြန်ခဲ့၏။နနဲ့ဆယ်နာရီထိုးသည့်အခါ၌ကချက်ပြုတ်မှုကိစ္စအဝဝပြီးစီးသွားပြီဖြစ်၍ကန္နာစင်းကရေချိုးနေ၏။ရေချိုးမှတက်လာသည့်အခါတွင်မူလက်ဖက်ရည်ကျန်းအိုးကိုမိဖို့ထဲမှထုတ်ယူခဲ့၍အိမ်ဦးခန်း၌ထိုင်တောင်းနေ၏။မအေးတင်မှာနေ့လယ်တနာရီနာရီလောက်မှဇေယောင်းကပြန်လာတတ်သည့်ဖြစ်၍ယနေ့တော့ဘဲလောက်ပင်ဆာဆာမအေးတင်ပြန်လာမှအတူတကွစားမိဟုအခဲကချိန်မိအောင်ဤနေလိုက်၏။ သူဒီအဖေချမ်းကိုတောင်းနေရမှာဟစ်တလာကိုနှမ်းပြီးကြည့်လိုက်ဤကျမတကောင်ဒီဟစ်တလာအနည်းတို့ရောက်ရှိနေသည်ကိုမြင်ရ၏အလင်းမြန်ထပေါင်းလိုက်ရ၏ဟုတ်ပါသည်ဒီပြိုင်ပွဲဝင်ရန်လေ့ကျင့်နေသူသည်အကယ်၍ဇနီးရှိသူ ဖြစ်ပါကဤရဲ့အတွင်ဇနီးနှင့်ခိတ္တခွဲခွာရေးလို့ကအာမွေးနေရသလိုပြိုင်ပွဲဝင်ပြီးသူ့ချက်ကိုလည်းခွဲရာတွင်အမောလုံရန်ကျမများနှင့်ကင်းကင်းရှင်းရှင်းဖြစ်အောင်ဂရုစိုက်နေရခြင်းဖြစ်ပါသည်နောက်သူသည်တစုံတရာကိုတရိယသလိုအလင်းမြန်ပင်စောင်းနေအုပ်ထားသော ကျမိသားတစုတန်လျှောက်သွား၏ဆောင်းထဲမှာအရင်မရောက်သေးသောကျက်လုံးမငယ်တကောင်အားဆွဲထုတ်ခဲ့၍ခြေထောက်နှင့်ကြိုတက်ပြီးဟစ်တလာအားရှင်းအောင်ထားသောငုတ်တိုင်၌ပင်ရှင်းအောင်ထားလိုက်၏ဟစ်တလာကအထူးပင်ကျင်းနှက်သွားသလိုဟန်ရီးတပြားပြားနှင့်ဂေါ်စတိုင်တွင်ထုတ်နေ၏နောက်ကြောက်အားပူနေချသောကျမကလေးအားသူတို့ဆန်းသလိုဝိကာဝိုက်ကနှင့်အနည်းသို့မတိမတာချင်းကပ်သွားပြီးနောက်လိုက်ရင်နေပါ၏တို့တော့ကျမကလေးများအရင်မရောက်သေးသောအရင်ကလေးဖြစ်သည်ဖြင့်ဟစ်တလာ၏ဘေးရန်မှာ ကြောက်လန့်ကြားတင်းချောင်နေ၏ဒါကိုကြည့်ပြီးကိုတန်းမောင်သည်ခြင်းနဲ့စွာပြုံးလိုက်သည်ကျမကလေးသည်အရင်မရောက်သေးသဖြင့်မလိုက်တတ်သေးသောကြောင့်ဟစ်တလာကိုသည်မအလဟတ်သက်ဖြစ်ရပေမည်တကယ်လို့အတင်းကျပ်ကိုဒီတိုင်းအရင်မရောက်သေးသည့်အတွက်ထမြောက်လိမ့်မည်မဟုတ်ဒီနေ့ပြင်ဟစ်တလာဖို့အင်အားဆုပ်ယုပ်ရန်အကြောင်းမရှိဘဲနှင့်ကျမကလေးကိုတွေးမြင်နေရ၍အစဉ်တစ်ဖြင့်စိတ်တက်ကြွနေပေမည်ဒါသည်တိုက်ပွဲဝင်မည်ကြက်တကောင်အတွက်လိုအပ်သောအချက်ပင်မဟုတ်လားဟစ်တန်းမောင်ရဘာများသဘောကျလို့တယောက်ထဲပြုံးနေရတာလေကွာ သူဒီအတန်လာရစီသူ့ကိုမော့ကြည့်လိုက်ရသူဟာယုံယုံကြီးကြည့်နေတော့ကိုရွှေနိုင်ကိုတွေ့ရတဲ့ဖြင့်ဩကိုရွှေနိုင်လာလေဗျာလက်ဖက်ရင်ရှိတယ်ဗျကျုပ်လည်း၃လေးခုပဲတောက်ပါသေးတယ်နှစ်ယောက်သားအိမ်မော်တို့တက်ကြပြီးလက်ဖက်ရင်ဝိုင်းနဲ့ထိုင်လိုက်ကြ၏ကိုရွှေနိုင်ဒီလက်ဖက်ပကန်းထဲသို့လက်ဖက်ရင်ကိုငှက်ထည့်၍တောက်ရန်ဗဆက်စီတို့ဟန်ပါပါမြောက်၍ယူလိုက်ရင်ဘယ်နဲ့လဲဟိတန်ပေါင်းမင်းကျက်ကိုစံကပင်ချင်းဝိုင်းမှာဝိုင်းသိမ့်မယ်မဟုတ်လားဟုတ်ကဲ့ ဝိုင်းသမီးတိုက်ဖို့အခုလိုဂျူးတစ်စက်မွေးမြူနေတာပါပဲဒါပေမဲ့ဗျာအခုဘက်မှာအရင်တစ်ဘက်တွေကတော့စိတ်ပါလက်ပါမရှိလာပါဘူးဟမ်ဘာဖြစ်လို့လဲကွာမင်းချက်ကစိတ်မချရလို့လားမဟုတ်ပါဘူးအမှန်တိုင်းပြောရမယ်ဆိုရင်ကျွန်တော်တိုက်လာတဲ့မြတ်ချက်တွေထဲမှာအခုဟေတလားကိုကျွန်တော်စိတ်တိုင်းကြဆုံးပါပဲဟေတလားရဲ့အဖေကဝိုင်းတကဝိုင်းမှာဇော်ဆွဲခဲ့တဲ့ကြက်ဖို့တဘောကြလွန်လာတာနဲ့ကျမမျိုးကောင်မျိုးတန်ချပြီးတားဖောက်ယူထားလိုက်ရတဲ့ကြဲ့ဗျငွေစင်တွေကစားပြီးအခုထိစနစ်တကျနဲ့ဂယူဒီဇိုင်းမွေးလာတာမို့စိတ်ကြိမ်တာတက်ရရင်နိုင်မယ်ဆိုတာသိကြပါလေဗျဒါပေမဲ့ သူသည်စကားကိုရှေ့မဆက်တော့ပဲအဝေးသို့မြုံလေးကရက်ထားလိုက်သဖြင့်ကိုချွေနိုင်မှာအံ့ဩသွားရသည်ခါတိုင်းခါတိုင်းကကြက်ပွဲနီးလေအောက်ဆန်းရွှင်လေးနှင့်ဖြစ်ခဲ့တော်မူတန်းပေါင်းသည်ယခုလိုတေချာပေါင်းနိုင်မည်ကြက်တွင်မှစိတ်ပါလက်ပါမရှိလားဟုဆိုခြင်းကသူ့အဖို့ဆန်းနေ၏ထိုကြောင့်ကင်မြောက်ထားသောလက်ဖက်ရည်ပကံထဲမှလက်ဖက်ရည်ကိုခတ်တုတ်တုတ်တောက်ချလိုက်ပြီးနောက်ဒါပေမဲ့ဘာဖြစ်တယ်လဲဆက်ဆန်းပါဦးကွာ ခုတိုက်တွန်းလိုက်ရ၏အခုတလို့အေးတင်ကိုကျွန်တော်တိတ်တနာရပြားခမရမိုးလေးနဲ့ကဈေးရောက်ထက်သွားလိုက်ရတာနေ့လေတနာ ਈ နှစ်နာရီလောက်မှပြန်ရောက်လာပြီနက်နက်ထမင်းစားရတယ်ဗျသူအဲ့ဒီလိုပြင်ပြင်မှန်မှန်သွားလာရောင်းဝင်နေတော့ကျွန်တော်ကအိမ်မှာအေးအေးဆေးထိုင်ပြီးစားချိန်တန်စားနေနေရတာအားမရသေးလို့တခါတလေသူ့ငွေကိုအကျန်းဖတ်တောင်းပြီးကြက်ပွဲမှာဖြုံးပစ်လိုက်သေးတယ်ဒီနေ့တော့လေကြက်ပွဲမှာလောင်းဖို့ငွေကိုကျွန်တော်ကတော့မတောင်းရသေးဘူးသူကရပါစေမယ်တဲ့ အဲ့ဒါကကျွန်တော်စိတ်ကိုတာပြီးတော့ထိခိုက်သေးတယ်။ဒါကြောင့်အေဒင်နဲ့စိတ်ချမ်းသာရအောင်ဒီတစ်ပွဲပြီးရင်ကြက်ဝါဒနာကိုဆုံးလွတ်လိုက်တော့မယ်လို့တော့ဆုံးဖြတ်ထားတယ်။ဒီထဲမှာကိုချွေနိုင်ရှင်းလင်းသွားကအာရပါရရင်မောလိုက်ရင်အေးကွာဒီဝါဒနာကိုဆုံးပြစ်နိုင်ရင်တော့အကောင်းဆုံးပေါ့ကွာ။ဒါပေမဲ့ဒီတစ်ပွဲတော့လုပ်ပါအောင်ကွာ။ငါလည်းမြင့်ကျက်ဘက်ကငွေ20လောက်လောင်းမယ်လို့စိတ်ကူးထားလို့ပါ။ခုပြောလိုက်ကပြောင်းမယ်ကွာ။လောက်ဆရာလေးရှိသေးတယ်။ခုနောက်ဆက်တွဲထက်ဆက်၍ထပြန်သွားတော့ဤအချိန်ကနေမွန်တဲတို့ပင်ရောက်နေလိမ့်ပြီကိုသိမ်းမောင်ဤဝမ်းနေ၌ကတချို့ချို့အော်မြီကခြာလောင်လာပြီ အစာပြေးပါဟုဆန္ဒပြတောင်းဆိုနေသည်တိုးတော်သူသည် တောင်းဆိုချက်ကိုမလျော့ပဲဖြည်းဖြည်းချုပ်ချယ်ထားကမဲအိတ်တင်ပြန်လာမှရမည်ဟုသူဝန်းသူနှစ်သိမ့်ထားရ၏သူသည်မဲအိတ်တင်ပြန်လာမည်လမ်းကိုနှုံမန်း၍ကြည့်လိုက်၏အလိုသူရင်ထဲ၌ဝမ်းသာသွား၏ဟိုအဝေးမှသူဇနီးသည်နှမ်းရီစွာပင်ပြန်လာနေပါပြီမိဘကြဲကြဲ၌ပြန်လာရသဖြင့်အတော်ကလေးပင်မလာဟန်ခြေလမ်းကိုမလန်းခြင်းလန်းခြင်းလန်းလာနေ၏ယနေ့လိုသူမျောနေသည့်နေ့ကြမှာခါတိုင်းတဲ့စောစွာပြန်လာခြင်းအတွက်လေသူစိတ်တွင်၌ကျဉ်းနေ၏ သူဒီအိမ်ပေါ်မှာလမ်းဆင်းခဲ့ပြီတန်းချင်းရှောင်းနေတော့မအေးတင်တန်းတို့အပြေးကလေးသွားကြုံမိရောက်လျင်ရောက်ချင်းမအေးတင်ကောင်းမမဈေးတောင်းကိုယူထမ်းလိုက်၍ဒီနေ့တော့ငါဟာပြင်လိုက်တာမှဝီခေါ်နေတာပဲနင်လာမဲ့လမ်းကိုသာငါထိုင်မျောနေတာပဲဟုဝမ်တာအေးလေးပြောဆိုလိုက်၏မအေးတင်မျက်နှာပေါ်မှာမော်ပန်နှွမ်းရည်တို့အတွင်ဒီချက်ချင်းပင်ပြောက်ဝင်သွားပြီးဂျင်းနဲ့နှစ်သိမ့်တော့အေးရောင်ကလေးများချက်တန်းလာ၏ခါးရင်းနဲ့လုံးဝမတူတော့အပြောဆိုအပြုတ်မှုများကြောင့်သူစိတ်သည်တကယ်ပင်ပြောင်းလဲလာခြင်းများလားဟု လက်ခံတွေးတောဆပြု၏အိမ်တို့ရောက်သည်နှင့်တကြိုင်နှင့်ကိုတန်းမောင်သည်ဒီတောင်းကိုချပြီးရှင်းလင်းနေ၏အသွားလုံးကပါသွားသောမြူသည်ကြက်တုံးစီစသောဂုံကလေးများနှင့်ဖလေလာခဲ့သောငကြောင်ငချမ်းကလေးများကိုဂုံဒီရဲ့တလုံးနှင့်တို့ထည့်သွင်းနေ၏အာလုံရှင်းလင်းသိမ့်စီပြီးမှမမောနှင့်ခြေပြလက်ပြထိုင်နေသောမအေးတင်ထန်တို့လက်ဖိတ်ချံအိုးကိုရွှေ့ယူသွားကမောပြေတောက်လိုက်အောင်ပြီးတော့မှထမင်းစားမယ်ဟုပြောဆိုလိုက်၏မအေးတင်ကထူးခြားလာသောသူခင်မုန်းတဲ့ကိုသာမျက်လုံးဝိုင်းကြီးဖြင့်ကြည့်နေလိုက်၏ ဟိုတန်းပေါင်ကတော့မြေတို့မြမထူးကြသလိုလုတ်ဆရာရှိသည့်များကိုတခုပြီးတခုရှောက်လို့ရင်တစ်ချက်တစ်ချက်တွင်လေမအေးတင်ဘက်သို့စကားလှည့်ပြီးပြော၏ငါဟာနေနေမှတဘာလေးစားမယ်ဆိုပြီးညင်ကိုစောင့်နေလိုက်ရတာစားလိုက်တော့မှလူကိုလိတ်နေတာပဲမအေးတင်ဖို့ဤစကားသည်လေအထူးဆန်းဖြစ်နေပြန်၏ခါတိုင်းနေမူထမင်းဟင်းကိုချက်ပြုတ်ထားတော့လေသူမမရောက်မီပင်ခုခတ်စားတော့ပြီချက်ကောင်နေရွာရွေးရှောက်နေတဲ့၍သူမပြန်လာသည့်အခါမှသူမဟာသူမစားရမည်ဖြစ်သည်ယနေ့တော့သူမနဲ့အတူစားခြင်းလို့ အစာခံပြီးစောင့်နေပါတည်းနေပါဦးတော်ဒီနေ့တိတ်ထူးနေပါလားကျုပ်တော်တော့ကိုကြည့်ပြီးဝမ်းသာရတော့မလို့လို့ဝမ်းနေရတော့မလို့လို့နဲ့ကျုပ်ရင်ထဲမှာတမျိုးကြီးဖြစ်နေတာပဲမအေးတင်စကားကိုလေ့လာကြည့်လိုက်ရင်ကိုတန်းမောင်ကြီးပြောင်းလဲမှုအတွက်ကျင်းတဲ့ဝမ်းမြောက်လေးရဲ့ရှိတော်လေတစ်ဖက်ကဟန်ဆောင်နေတာများလားဟုလည်းတန်တရားကလေးရှိနေသေးကြောင်းအထင်သာပေါ်လွင်နေသည်အေးရှေ့ကိုဓာတ်တဲ့ထူလာအောင်ပဲစောင့်သာကြည့်ပြီးတော့ဒါပေမဲ့အဲ့ဒီထူလာတဲ့မြကဝမ်းသာဖို့ကြီးပဲဖြစ်ရမယ်ဆိုတာကိုတော့ကြိုပြီးတွက်ထားပြီးတော့ကဲဓာတ်တဲ့အထင်းစားကြရအောင်နော်ငါတို့စားလာပြီ မအေးတင်ကကြည်ရင်နဲ့နဲ့ကြည်ပြုံးကခေါင်းငိမ့်လိုက်တဲ့ဖြင့်ကိုတန်းမောင်သည်ရီးဖို့တဲ့နဲ့ဝင်ရောက်ခုခတ်နေ၏ဤတွင်မအေးတင်လည်းတစုံတရာကိုတရိယာသလိုပြုံးကနေထားရက်လိုက်ကရီးဖို့ပဲသူရှောက်လာရင်းမှအော်ခုမှတရိယာတယ်တူတူဆန်းဆန်းချက်ထားမယ်ဆိုတာဘာလို့များချက်ထားတယ်လဲခုမေးလိုက်ဤ။ဟုတ်ကွာထမင်းမွဲရောက်မှဘာဟင်းဆိုတာသိရမှာပေါ့။သွားပါ။ဇင်မန်းလာတဲ့သူပြီးပြီးအင်ရှိမှာအင်ဒီရဲကသွားနေစမ်းပါ ောစောကတန်တရားစိတ်ကလေးများတစ်ဖက်နှင့်သာဝမ်းမြောက်ရချသောမေးတင်သည်ယခုအချိန်တွင်မူလုံးဝပင်ပျော်ရွှင်သည်လိုဖြစ်လာကခပ်ပြုံးမျိုးမျက်နှာဖြင့်အချိန်၌တွားရောက်ထိုင်ဆောင်နေရ၏တန်ကြသောအခါကိုတန်းပောင်သည်နေမန်းတစ်ချက်ထဲတွင်ခင်းရံပွဲများကိုစီစဉ်ခင်းကျင်းပြီးယူထုတ်ခဲ့ကသူမနေတွင်ချထားလိုက်၏သူမသည်ဘာဟင်းတွေလဲဟုသိလိုသောဖြင့်စူးစမ်းကြည့်လိုက်ရာတွင်ဘဲသားဟင်းပကံကိုမြင်လိုက်ရပြီသူမမျက်လုံးပြူးသွား၏ကြည်စံတော်ဘဲဝဲချက်ထားတယ်ပေါ့လေ တက်တက်ကုန်ခံလို့တော့ကျုပ်ကအိမ်မှာရှိတဲ့ငချောင်းချမ်းကလေးနဲ့ပဲတင့်တယ်လို့ကြည့်ချက်လိုက်မယ်အောင်းမိနေတာမဟုတ်ဘူးအေးတင်ရတခါတလေဟင်းကောင်းချက်စားတာလေဘလောက်များကုန်သွားမှာမို့လဲဟင်းကောင်းကောင်းလေးစားပါသေးဆိုပြီးတပင်တပင်ချက်ထားရတဲ့စေတနာနင်းပြောတယ်လို့ပြင်အလကားဖြစ်ကုန်ပါပြီဟာကိုတန်းပောင်ကစိတ်ပြတ်တန်ကြီးနဲ့ညင်းညူညူပြောလိုက်တဲ့ဖြင့်သူမတွင်ပြောင်းလဲစားပြုနေတော့ကိုတန်းပောင်၏စိတ်စီရနာကိုတိတ်ခဲအောင်ပြောဆိုမိပြီလေဟုနောင်တရသွားကာ ကဲတော်စီမကောင်းဖြစ်မနေပါနဲ့တော့ချက်ပြီးမှဖြစ်လဲစားယုံရှိတော့တာပေါ့တော်စီရနာနဲ့ချက်တဲ့ဟင်းမို့ကျုပ်ကအားပါရစားပြပါမယ်နှစ်ယောက်သားလက်စေး၍ထမင်းဝိုင်းတွင်ဝင်ရောက်စားတော့ကြ၏ကိုတန်းပေါင်ကခေါင်းရင်းဘက်ကဖြစ်၍မအေးတင်ကချင်းရင်းဘက်မှဖြစ်၏မအေးတင်သည်သူ့စိတ်ကူးနှင်းသူခေါင်းကုန်စားတော့လျက်ရှိရမှာတစုံတရာပြောသလိုရှိသလိုခေါင်းပြန်မော့လိုက်ကတော်ကျုပ်ကိုအဲ့ဒီလိုဟင်းကောင်းချက်ကျွေးတာတဲ့ချက်ပွဲကိုသာဖြစ်နိုင်မယ်ဆိုရင်ကျုပ်သိဝမ်းသာမှာပဲ အဲ့ဒီလိုကြက်ပွဲကိုသာဖြတ်နိုင်မယ်ဆိုရင်လေအိုးတော့ကိုကျုပ်တိတ်ကျဆူးတင်မှာပဲကိုတန်းမောင်ဒီမဲအေးတင်ကိုငေးဆိုင်ကြည့်နေ ਈ နောက်တစ်ချက်မှမသိမသာပြုံးလိုက်ကဒီမအေးတင်ငါ့ဖို့ဒီနေ့ဟာတော်တော်ပျော်စရာကောင်းတယ်ချစ်ကိုဓာတ်တက်ပျော်စရာကောင်းတဲ့နေ့တွေဖြစ်အောင်ကြိုးစားပါမယ်လို့ငါဆုံးဖြတ်ထားတယ်အခုနေမှာငါဒီလောက်ပဲပြောချင်သေးတယ်အမှန်တော့ကိုတန်းမောင်ဒီသူ့ဝါသနာအရမဲအေးတင်လူလာချက်ကိုပြေဝိုက်၍ရတိပေးနေခြင်းဖြစ်သည် ယူသားလာတော့မအေးတင်ကတော့ဤအချက်ကိုမရေးမိတော့လေကိုတဲမောင်ဤစကားအရာပျော်ရွှင်ပွဲရာပြောင်းလဲမှုတစ်ခုခုဖြစ်လာလိမ့်မည်ဟုကနားလည်ထား၍ဂျင်းနဲ့နေ၏ထိုနေ့ထိုရက်ကသူမတို့နှစ်ဦးအဖို့ပျော်ကြံနေအဖြစ်သာကုံဆုံးသွား၏